မင်္ဂလာပါ Chelsea Sport YouTube Channel နဲ့ဒီ Facebook Page ကနေအားလုံးကိုကြိုဆိုပါရစေ။ကျွန်တော်ကတော့ Film မှာဟုတ်ပါတယ်။ဒီနေ့မှာတော့ကျွန်တော်အခုလက်ရှိအချိန်မှာ Chelsea အတင်းကခေါ်ယူဖို့ကြိုးစားနေတဲ့ Dortmund တင်းရဲ့တောင်ပန်တိုက်စစ်ကစားသမားဖြစ်တဲ့ Gitan နဲ့လက်ရှိ Arsenal အတင်းနဲ့တင်းထွက်နေတဲ့ Ezreal အကြောင်းကိုကျွန်တော်ဒီနေ့နိုင်ငယ်တင်ဆက်ပေးချင်တယ်။အခု Chelsea အတင်းက Dortmund အတင်းတောင်ပန်တိုက်စစ်ကစားသမား Gitan ကိုခေါ်ယူဖို့အတွက်ပေါင်း55တန်းဝန်းကျင်အထိတိုးပြီးမှကမ်းလှမ်းခဲ့ပေမဲ့လည်းအခုချိန်ထိတော့တဘောတူညီမှုတော့မရသေးဘူး။ တော်လေးကိုနီးစက်နေပြီဆိုပြီးမှသတင်းတွေမှာပေါ်ပြနေတာကိုကျွန်တော်တွေ့ရတယ်ဗျာအခုလက်ရှိအချိန်မှာဆက်ပြီးမှဖြစ်လာတဲ့အရာတွေကပါလဲဆိုလို့ရှင်တော့ Don Moore အတင်းဖက်ကချက်စီအတင်းကစားမှာ Greg ကိုသူတို့ကအချောင်နှိုက်ချင်နေတဲ့တဘောမှာရှိနေတယ်ဆိုတော့အခုချက်စီအတင်းကလည်းချူကွေမီကာကိုခေါ်ယူဖို့အတွက်သူတို့ကိုအခွင့်အရေးပေးထားတယ်ဒီကစားမှာလည်းသူတို့ကြိုက်တယ်ဒါပေမဲ့နောက်ထပ်ကစားမှာဖြစ်တဲ့အချင်းပေါင်းကိုပါသူတို့ကဒီဂီတန်ရဲ့ အပြောင်းအရွှေ့ထဲမှာသူတို့ကအလဲအထက်ဖြစ်ခိုင်းစေခြင်းလေဗျာဆိုတော့ဒီလိုပုံစံဆိုတော့လေချက်စီအတင်းဖက်ကတော့တိတ်ပြီးမှမပေးချင်ဘူးအချင်းပေါင်းကိုလည်းချက်စီအတင်းကဘလို့လဲဆိုလို့ရှင်တော့အတင်းရဲ့အနာကက်အစီအစဉ်မှာထည့်တွင်းထားတဲ့အတွက်ကြောင့်မို့သူ့ကိုထွက်ခွာခွင့်မပေးချင်နေရကိုလည်းကျွန်တော်တွေ့ရတယ်တစ်ဖက်မှာလည်းဘိုင်ယန်မြူးနစ်အတင်းကလည်းကီတန်ကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတဲ့အတွက်ကြောင့်မို့ဒွန်းမော်အတင်းရဲ့အကြိုက်ဖြစ်သွားတယ် အဲ့ဒီမှာ Chelsea အတင်းကလည်းဒီ Gitan ခေါ်ယူတဲ့နေရာမှာနည်းနည်းတော့အခက်ခဲဖြစ်သွားတယ်ပေါ့ Dortmund အတင်းဘက်ကလည်းတိပါတယ် Chelsea အတင်းက Gitan ကိုအသေးအတန်လိုချင်နေမှန်းသူတို့တိတဲ့အတွက်ကြောင့်မူအချက်ကိုင်နေရာကိုလည်းကျွန်တော်တွေ့ရတယ်ဗျာဆိုတော့ Gitan ကကျွန်တော်နည်းနည်းစိုးရိမ်တာကပါလဲဆိုလို့ရှိရင် Gitan ကအကြွေ Chelsea အတင်းကခေါ်ယူနိုင်ခဲ့မယ်ဆိုလို့ရှိရင် Premier League မှာအထိုင်ကျပါမလားဆိုတဲ့အရာကိုကျွန်တော်နည်းနည်းစိုးရိမ်တယ်ဒါကြောင့်မို့လက်ရှိအချိန်မှာကျွန်တော်ကတော့ဒီ အာဆင်နယ်အသင်းရဲ့ပြတ်မှတ်ကစားသမားဖြစ်လာတဲ့ Easy ကိုကျွန်တော်ပို့ပြီးမှသဘောကျတယ်ဗျာ Crystal Palace အသင်းရဲ့အတော်မတိုက်စစ်ကစားသမား Easy ပေါ့သူ့တော့ကျွန်တော်ပို့ပြီးမှကျွန်တော်သဘောကျမိတယ်ပြီးလို့ရှင်အသက်အရွယ်အဖြစ်ကြည့်လို့ရှင်လဲအခုမှ26နှစ်ပဲရှိသေးတယ် Premier League အတွေ့အကြုံလဲတော်တော်လေးကိုကောင်းတဲ့ကစားသမားဆိုတော့ Premier League မှာလဲသူကအထိုင်ကျနေတဲ့အတွက်ကြောင့်မို့သူ့ကိုခေါ်ယူရင်ပို့ပြီးမှတင့်တော်မယ်လို့တော့ကျွန်တော်ထင်တယ်ဘာကြောင့်လဲဆိုလို့ရှင်ဒီကစားသမားကသူကဘယ်တော်ပဲမှာလဲ ကစားနိုင်စွမ်းရှိတယ်ပြီးလို့ရှင် attacking midfielder ကျွန်တော်တို့လိုအပ်လို့ရှင် Cole Palmer ရဲ့နေရာမှာသူဝင်ရောက်ပြီးမှကစားနိုင်တယ်အခုလက်ရှိအချိန်မှာ Chelsea အတင်းမှာ Cole Palmer ရဲ့နေရာဝင်ကစားပေးနိုင်တဲ့ကစားသမားမရှိဘူးဗျတကယ်အကောင်းကျွန်တော်ပြောတာလုံးဝမရှိဘူးဆိုတော့ကျွန်တော်တို့လာမယ့်ရာသီကြာလို့ရှင် Cole Palmer ရောခြေစွမ်းပြနိုင်ပါမလားဒီအရာကိုလည်းကျွန်တော်ထည့်သွေးတင်တယ်ဒါကြောင့်မို့ Cole Palmer ရဲ့နေရာကိုလည်း အရင် backup အနေနဲ့လည်းဖြစ်သွားအောင်ကျွန်တော် easy ကိုခေါ်ယူပြီးတော့ပို့ပြီးမှတင့်တော်တယ်။ကီတန်ကတော့မကောင်းတာမဟုတ်ဘူး။ကောင်းပါတယ်။ဘယ်တောင်ပန်းမှကစားတယ်။လိုအပ်လို့ရှင်သူကညာတောင်ပန်းဖက်မှလည်းကစားနိုင်တယ်။အဲ့ဒီနှစ်နေရာမှာပဲသူကကစားနိုင်တယ်။ဆိုတော့ကျွန်တော်တို့ကလိုအပ်နေရာလဲကွင်းနဲ့တိုက်စစ်ကစားသမားတယောက်လိုအပ်နေတဲ့အတွက်ကြောင့်မို့ ီဘယ်တောင်ပံမှာလည်းကစားနိုင်လို့ပြီးလို့ရှင်ကျွန်တော်တို့ဒီနံပါတ်10နေရာမှာကစားနိုင်တဲ့ easy ကိုကျွန်တော်ပို့ပြီးမှကျွန်တော်သဘောတွေ့မိတယ်ဗျ။ဆိုတော့လက်ရှိအချိန်မှာသူကအာဆင်နယ်အသင်းနဲ့တည်င်းနေထွက်နေရအာဆင်နယ်အသင်းကတော့ဒီ easy ကိုသူတို့ရဲ့ အဝစ်စင်းထဲမှာတော့ထည့်တွင်းထားတယ်။လက်ရှိအချိန်မှာအာဆင်နယ်အသင်းအတောင်ပံတိုက်စစ်ကစားမှဖြစ်တဲ့မာတင်နယ်လီကသူ့ရဲ့အနာဂတ်ကလည်းမသေချာဘူးဖြစ်နေတာ။ဒါကြောင့်မို့ခရစ္စတယ်ဘလက်ကတင်းရဲ့တောင်ပံတိုက်စစ်ကစားမှဖြစ်တဲ့ Easy ကိုသူတို့ကချိန်ရွယ်ထားတာကျွန်တော်တွေ့ရတယ်။အရင်ကနီကိုဝီလျံတို့ဘာလို့ရှိတယ်ဆိုပေမဲ့လည်းလက်ရှိအချိန်မှာဒီကစားမှကဘာဇီရိုနာကိုပြောင်းရွှေ့ဖို့အတွက်ပဲအာယုံစိုက်နေတာကိုကျွန်တော်တွေ့ရတယ်။ဆိုတော့ဒီကစားမှကိုတော့ကျွန်တော်ကြိုက်ရတဲ့အကြောင်းရင်းကဘာလဲဆိုလို့ရှင်တော့သူကဒီဘိုင်ယန်မြစ်နစ်အတင်းကိုပြောင်းသွားခဲ့တဲ့မိုက်ကယ်အော်လီစီရဲ့ ပုံစံနဲ့သွားဆင်နေရဗျာကစားပုံကစားပုတ်ကတော်တော်လေးကိုစင်တူနေရကိုကျွန်တော်တွေ့ရတယ်အရှင်းဆုံးကျွန်တော်ပြောရလို့ရှင်တော်မှသူကပွဲအဖြေကိုပြောင်းလဲပေးနိုင်စွမ်းရှိနေနေပြီဖြစ်တဲ့ကစားမတူကီတန်ကတော့မကောင်းတာမဟုတ်ပါဘူးကောင်းပါတယ်ဒါပေမဲ့သူကဒီယာဒီမာမစတင်ပြီးမှထွန်းတောက်လာခါစပဲရှိတယ်အသက်အရွယ်အဖြစ်မဲ့ကြည့်မယ်ဆိုလို့ရှင်20 20ဆိုတာကတော့ဒါက တိုးတက်ဖို့အများကြီးလိုနေသေးတဲ့ကစားသမားတအူလက်ရှိအချိန်မှာကျွန်တော်ချက်စီအတင်းမှာလူငယ်ကစားသမားတွေအများအပြားရှိနေပြီဒါကြောင့်မို့ကျွန်တော်လိုချင်တာကပါလဲဆိုလို့ရှိရင်တော့26 29 28စဖြစ်ပေါ်တော့အတက်ရွယ်အဖြစ်ဒီလိုဟိုရင့်ချက်တဲ့ကစားသမားအတွေ့အကြုံကောင်းတွေရရှိထားတဲ့ကစားသမားတွေကိုကျွန်တော်လိုချင်တာဗျဒီလိုပုံစံမျိုးနဲ့ကျွန်တော်တို့အတင်းကိုပြန်လည်ပြီးစုစည်းပြီးမှတည်ဆောက်ခဲ့မယ်ဆိုလို့ရှိရင်ချက်စီရဲ့ ောင်မြင်မှုရရှိဖို့ကတော့ဘလောက်တည်းမှအလန့်မဝေးတော့ဘူးလို့တော့ကျွန်တော်တင်တယ်။လက်ရှိအချိန်မှာတော့ easy ကတော့ဒီ arsenal အတင်းနဲ့တည်င်းနဲ့ထွက်နေတယ်။သူ့ရဲ့ပြောင်းရွှေ့ကြီးကိုတော့ crystal bellic အတင်းကပေါင်တန်း68တန်းအထိဒရုကအလိုရှိနေရကိုကျွန်တော်တို့တွေ့ရတယ်။ခြေစွမ်းပိုင်းအရာကျွန်တော်ကြည့်မယ်ဆိုလို့ရှင်လဲကျွန်တော် easy ကိုပို့ပြီးမှသဘောကျတယ်။ပြီးခဲ့တဲ့ရာသီမှာသူ့ရဲ့စွမ်းဆောင်ရည်ကိုကျွန်တော်တစ်ချက်ခိုင်းနိုင်ကြည့်ရမယ်ဆိုလို့ရှင်တော့ kitan ကဒီ donmon အတင်းအတွက် ပွဲပေါင်း49ပွဲအထိကစားပြီးမှတွင်းကိုကသူက12ဂိုးအထိတွင်းပြီးမှ9ကြိမ်အထိပဲသူကဖန်တီးပေးပို့မှုပြုလုပ်နိုင်ခဲ့တယ်။အာဆိုတော့ကျွန်တော်ဒီ easy pair ကိုကျွန်တော်တစ်ချက်ပြန်ကြည့်မယ်ဆိုလို့ရှင်တော့ Crystal Bellic အတင်းအတွက်သူက43ပွဲအထိကစားတယ်။တွင်းကိုကတော့15ဂိုးအထိဖန်တီးပေးပို့မှုက17ကြိမ်အထိပြုလုပ်ထားတော့ကိုကျွန်တော်တွေ့ရဆိုတော့ easy ကိုကျွန်တော်ပို့ပြီးမှကြိုက်တယ်ဗျ။အခုကျွန်တော်ချက်စီအတင်းကကွင်းလေကလည်းလိုအပ်ညာကပါလို့ဆိုလို့ရှင်တော့ တိုက်စစ်နဲ့လုံးဝအချိတ်ဆက်မိတဲ့ကွင်းလေကစားမတအူးလိုအပ်နေတာအခုကျွန်တော်ချက်စီအတင်းကဂိုးတကိုးရရှိဖို့အတွက်တော်တော်လေးကိုယုံကန်နေရတယ်အဲ့ဒါကဘာလဲဆိုလို့ကျွန်တော်ကွင်းလေနဲ့တိုက်စစ်ကိုအဓိကချိတ်ပီးနေတဲ့ player ကစားမတအူးမရှိဘူးခိုးဖွားမှခြေစွမ်းကြပြီးတော့နောက်ပိုင်းမှာကျွန်တော်ချက်စီအတင်းရဲ့တိုက်စစ်မှာကိုရရှိဖို့အတွက်အရန်ယုံကန်နေရတယ်။ဒါကြောင့်မို့ကျွန်တော် easy ကိုပို့ပြီးမှသဘောကျတာဗျ။အခုလောလောဆယ်မှာတော့ချက်စီအတင်းနဲ့တော့တည်င်းနေတော့မထွက်သေးဘူး။အကယ်၍ဒွန်မွန်အတင်းဖက်က ီဂီတန်ရဲ့ပြောင်းရွှေ့ခြေကိုသူတို့ကဆက်လက်ပြီးမှအကြက်ကင်နေခဲ့မယ်ဆိုလို့ရှိရင်တော့ချက်စီးကိုဒီခရစ်စတာဘီလက်အတင်းရတောင်မန်တိုက်ဆက်ကစားမှဖြစ်တဲ့ easy turn လှည့်လာဖို့အတွက်ကျွန်တော်မျှော်လင့်တဲ့ဒီဗီဒီယိုကျွန်တော်တလောက်နဲ့ဆုံးတက်ပေးချင်တယ်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်လို့